အားလုံးပဲမင်္ဂလာပါ2025မှာ US နဲ့တရုတ်အကြားပထမဦးဆုံးစီရေအကြောင်းစတင်ဆွေးနွေးခဲ့ကြလာတယ်ပေါ့နော်ဒီကိစ္စကိုကျွန်တော်တို့ဒီနေ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ် Also announced a new war command in Japan. Yep. Now, American generals have met their counterparts in China. This meeting was held in Shanghai, the first of its kind since Trump's return. Mm. And what was on the agenda? unsafe and unprofessional actions by the Chinese military. ရောကျွန်တော်ကျွန်တော်တို့ဇေဘူရအဖြစ်ဘာသာပြန်ကြည့်ရမယ်ဆင်တော့အခုကအဒေါ်လရှမ်ကသူ့ရဲ့စစ်ဘူးကြီးတွင်သူ့ရဲ့စစ်အရာရှိကြီးတွင်ကိုတရုတ်မှာပူပြီးမှတရုတ်ရဲ့စစ်အရာရှိတွေနဲ့စီရေးအကြောင်းစတင်ဆွေးနွေးဖို့လုပ်နေတယ်ပေါ့အဓိကကတော့တရုတ်ရဲ့ရန်လူမှုပေါ့နော်စီရေးလက်ချင်းရေးတွင်ကို US ကတော့ရှုတ်ချနေတယ် US ကဘာပြောခဲ့လဲဆိုတော့ဒီလူမျိုးလောက်တာကလုံးဝမလုံခြုံဘူးပြီးတော့ professional limits ဆံဘူးပြီးတော့အင်္ဂလိပ်နာချင်းအတွက်လည်းအန်ဒရီရှိနေတဲ့လောက်ရက်တွေဖြစ်နေတယ်ဆိုပြီးမှ US ကပြောလာတယ်အဲ့ဒီအကြောင်းတွေကလည်း US ကတရုတ်ကိုဆွေးနွေးဖို့ခေါ်လာတယ်ဆိုတော့ဒီနိုင်ငံတိုင်းကြားဆွေးနွေးရေးတွေလုပ်နေတယ်ဘာတွေဆွေးနွေးခဲ့လဲကျွန်တော်ဆက်ပြီးကြည့်အောင် That's what the Americans called it unsafe and unprofessional yeah They flagged the latest Chinese drills around Taiwan and said that Beijing's actions were dangerous. Mm. So, on one hand, Trump tariffs China and arms its neighbors. On the other, he sends his generals to talk to the Chinese. So, Tanya Puya Messino, Mane Taneka, Taiwan and Ama, Tioka, Papa Levy, Sigilich Yiru Lunede, Mipimpoka Asa, Lepoka Asa, Timbo Poka Asa, Konglo Wipe Malich Yiru Lunede. ဲ့ဒီကိစ္စကို US ကပါပြုတ်ခဲ့တယ်ဆိုတော့လုံးဝကြောက်စရာကောင်းနေတဲ့လုပ်ရည်တွေဖြစ်နေတယ်ဆိုပြီးမှရှုတ်ချလာတယ်။ပေါ်တစ်ဖက်မှာကြည့်မယ်ဆိုရင်တော့ Donald Trump ကတရုတ်ပေါ်မှာ tariff ပေါ်တော့အခွင့်ကောက်တာတွေလုပ်နေတယ်။ပြီးတော့သူ့ရဲ့အင်္ဂလိပ်နာချင်းတွေကိုလည်းလက်နက်တက်ဆင်ပေးတယ်။ဥပမာပြောရမယ်ဆိုရင်တော့ဖိလစ်ပိုင်မှာ US ကတိုက်တဲ့ Union ရောင်းတယ်။ Taiwan မှာလည်းတိုက်တဲ့ Union ရောင်းနေတယ်။ Japan မှာလည်းအခုလိုမျိုး World Command တွေထားခဲ့တယ်ပေါ့နော်။ဆိုတော့တစ်ဖက်မှာသူ့ရဲ့ US ရဲ့စစ်ကောင်းဆောင်တွေကိုတရုတ်မှာပူပြီးမှတရုတ်ရဲ့စစ်ကောင်းဆောင်တွေနဲ့စစ်ရေးကြောင်းတွေကိုဆွေးနွေးပူရန်ဆီလုခဲ့တယ်ပေါ့နော်။ဒါကတော့ Trump ရဲ့ new view ဟာတွေဖြစ်ခဲ့တယ်။ Onyx report decodes the strategy. All right. Let's see. The Pacific region has been quite turbulent this week. Mm. By the way, any Indo-Pacific region မှာ တော်တော်လေးပြဿနာရှိတာဒီမှာဒါပြည်သက်လို့တည်ပြီးသားဖြစ်ပါလိမ့်မယ်။မနေ့က နေတူးစမီမှာပြောခဲ့လဲဆိုတော့အဲ့ဒီ US က Indo Pacific ရဲ့ partner တွေနဲ့ join လုပ်ထားတယ်တဲ့ဆိုတော့အခုနောက်ပိုင်းဆိုတော့ US ကအဲ့ဒီ Indo Pacific ရဲ့ပြဿနာပိုင်းမှာဝင်ရှုပ်ဖို့ပုံများလာတယ် getting involved ပုံများလာမှတခြားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ US ကိုယ်တိုင်ကအဲ့ဒီ Indo ရဲ့ Pacific ရဲ့ partner တွေနဲ့မှပေါင်းပြီးမှအလုပ်လုပ်ပြီးအလုပ်လုပ်ဖို့အဆုံးဖြတ်ထားခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တခြားတာကတော့အမြင်တွေ့မှာကတော့များသောအားဖြင့်တော့အဲ့ဒီ Indo Pacific ရဲ့ လှုပ်ရှားမှုအတိုင်းမှာပြည်သူတွေအတိုင်းမှာ US ကဝင်ပါမှုတွေများလာမှာတော့သိချတယ် China held two day live fire drills around Taiwan อืมဒီကိစ္စကတော့ပြည်သူတို့တီးပြီးသားပါပဲပေါ့နော်မနေ့တနေ့က Taiwan နိုင်ငံမှာ တရုတ်ကဘယ်လိုမျိုးစီရေလေချင်းရေတွေလုပ်ခဲ့လဲဆိုတော့ပြည်သူတို့တီးပြီးသားဆိုတော့ warships practiced a naval blockade of the island yeah the chinese air force simulated air strikes on taiwan China said the drills were about preparing its military for war. The drills lasted two days. Mm. Chinese military assets are now back to base. Yeah, China ကတော့နှစ်ရက်အဲ့ဒီထိုင်ဝမ်နာမှာစစ်လေ့ကျင့်ရေးတွေလုပ်နေတယ်။အဓိကအဲ့ဒီစစ်လေ့ကျင့်ရေးလုပ်တာကထိုင်ဝမ်နဲ့စစ်ပပူရတော့ပင်စနေတာဆိုပြီးမှပူလင်းပြတ်သားဆောင်နဲ့ပြောခဲ့တာ။အခုနောက်ပိုင်းဒီမူလအနေအရာမှာတရုတ်ရဲ့တပ်သားတွေကပြန်လည်ဆုတ်ခွာသွားပြီပေါ့နော်။ဆိုတော့နှစ်ရက်လုပ်ခဲ့တယ်။ အဲ့ဒီထိုင်ဝမ်အရေးမှာတရုတ်ကခဏခဏပြောပြီးသားအဲ့ဒီထိုင်ဝမ်အရေးမှာဘေးနိုင်ငံမစူဘေးဒူမဆူပေါ့နော်ဒီထိုင်ဝမ်အရေးမှာဝင်ရောက်စူပါကွန်ကျွန်တော်တို့ပြင်မှာမဟုတ်ဘူးဆိုပြီးမှတရုတ်ကတော့ပြောနေတယ်ဆိုတော့ဘင်းနိုင်ငံကောက်မှလည်းကျွန်တော်တို့ကိုတားဆီးမှာမဟုတ်ဘူးဆိုပြီးမှတရုတ်ကလည်းပြောနေတယ်ဆိုတော့တားဆီးတဲ့နိုင်ငံတွေအဲ့ဒီထိုင်ဝမ်အရေးမှာဝင်ရှုပ်နေတဲ့နိုင်ငံတွေကျွန်တော်တို့ကပြန်လည်ခြေပမှာပဲဆိုပြီးမှတရုတ်ကကြွေးကြော်ခဲ့တယ်ပေါ့နော် There's a reason for this Donald Trump The US president recently sent his generals to China. The US military officials met their Chinese counterparts in Shanghai. Mm. These were the first working level talks between the two militaries since Trump's return to the White House. Mm. The talks were part of the Military Maritime Consultative Agreement, mm. a working group that meets twice every year. And here's why the latest discussions were significant. Mm. The American generals flagged their concerns openly and the talks were focused on two things. All right. ဆိုတော့အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာအချက်နှစ်ချက်သူတို့က focus လုပ်ထားတာရှိတယ်။ဥပမာထိုင်ဝမ်ကြီးမှာခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲ။တရုတ်ရဲ့လှုပ်ရှားရေးတွေကို US ကဒါကလုံးဝကြောက်စရာကောင်းနေတဲ့လှုပ်ရည်တွေဖြစ်နေတယ်။ရန်လူတဲ့အာလှုပ်ရည်တွေဖြစ်နေတယ်ဆိုပေမဲ့သူတို့ရဲ့အရှုတ်ချတာကိုပွန်းပွန်းပွန်းလီမင်တာဆိုနေရှုတ်ချခဲ့တာပေါ့နော်။ဆိုတော့အခု US ကသူ့ရဲ့ အစီအရာရှိတွင်ကိုတရုတ်မှသွားပြီးမှဆွေးနွေးဖို့လွတ်နေတယ်။အဲ့မှာသူတို့ရဲ့ဆွေးနွေးတာကနှစ်ချက်ရှိနေတယ်တဲ့။ Unsafe and unprofessional actions by the Chinese Navy and Air Force. The US generals refer to the latest Chinese drills around Taiwan. So, but ပထမကတော့အဲဒီထိုင်ဝမ်နားမှာတရုတ်ကစစ်လေကျင့်ရေလုတာကိုလုံးဝမလုံခြုံတဲ့အပြင်လုံးဝ professional မဆန်တဲ့လုပ်ရည်တွေဖြစ်နေတယ်ဆိုပြီးမှ US ဖက်ကတော့သူတို့ရဲ့ agenda တွေကိုတရုတ်စီမှာဖော်ပြထားတာပေါ့နော်ဒါကပထမတစ်ချက် They had other complaints as well. Mm. That brings us to point number two mm. dangerous aerial passes by China's Air Force in the Indo Pacific. Mm. Chinese fighter jets had increased dangerous maneuvers against foreign military aircraft in recent years. Mm. The most recent incident was in February. a Chinese J-16 fighter jet released flares in close proximity to an Australian military. Yep, so the duty at the check up on this is အဲ့ဒီတရုတ်ရဲ့တိုက်လေယာဉ်တွေကသူများနိုင်ငံကိုကြိုပြီးမှခဏခဏပြန်ပြန်တန်းတာတွေလုပ်နေတယ်အစီရေလေးချင်တာတွေလုပ်နေတယ်ဥပမာပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့တနှစ်ပတ်ဝန်းကျင်လောက်ကြည့်မယ်ဆိုရင်တော့တရုတ်ကဖိလစ်ပင်းသားမှာသူ့ရဲ့တင်ပိုးတွေကိုခဏခဏလေပတ်ပြီးသွားပြီးမှဖိလစ်ပင်းကိုဘူးလီလုပ်နေတယ် ထိုင်ဝမ်နာမှာခဏခဏသွားပြီးမှလုံနေတယ်တိုက်လီရင်ကအစနော်တင်ဘိုကအစနော်ဂျပန်နာမှာလုံနေတယ်သူတို့မကြတဲ့ခင်ကဩစတြေးလျရဲ့နိုင်ငံတော်မှာပေါ့နော်သူတို့ရဲ့လေရင်တွေကိုပြန်တန်းတာလုပ်ခဲ့တယ်ဆိုတော့တရုတ်ရဲ့လုံရက်တွေကိုကြည့်မယ်ဆိုတော့ဒီ foreign ရဲ့ air space တွေမှာရန်လူနေတဲ့လုံရက်တွေရန်လူနေတဲ့ပြူရက်တွေကိုသူတို့ခဏခဏလုံနေတယ်အဲ့ဒီအကြောင်းတွေကို US ကဒုတိယချက်မှာဆွေးနွေးထားတာပေါ့နော် and this trend is only increasing in frequency อืมဒါတော့မကဘူးမို့တော့တရုတ်ကအခုလိုမျိုးလှုပ်တာကတဖြည်းဖြည်းနဲ့မြင့်တင်လာတာပုံများတယ်နော်ဟိုနိုင်ငံကိုကြိုလိုက်ဒီနိုင်ငံကိုကြိုလိုက်ဟိုနိုင်ငံကိုဘူးလီလောက်လိုက်ဒီနိုင်ငံကိုချင်းချောက်လောက်လိုက်များတာကတဖြည်းဖြည်းနဲ့မြင့်တင်လာတယ်ပေါ့နော်တစီရေလှုပ်ရှားပိုင်းမှာပေါ့နော် until recently Chinese jets would often only harass American aircraft over the South China Sea. Eh, it is South China Sea rong ma bo no. American jet sit tin bo chi rin ko. တရုတ်ကသွားပြီးမှနောက်ဆက်တွေသွားပြနေတယ် harassing တော့လုပ်နေတယ်ကွာ Australia မကဘူး American နဲ့ sitting ဘိုကြီးတော့တရုတ်ကသွားပြီးရန်ဆမလို့ရန်ဆမလို့လို့ဘာလို့လူတော်လုပ်ခဲ့တာကွာ But now they're also harassing America's allies in the region အဲအခုက American တော်မဟုတ်တော့ဘူး အဲ့ဒီ region နားမှာပတ်ပတ်နေတဲ့ American ရဲ့မဟာမိတ်တွေကတရုတ်ကအတော်ပြီးမှအနှုတ်ချက်တွေပေးလာတယ်။နော် harassing တွေတော်တော်လုပ်နေတယ်ပေါ့။ this with their chinese counterparts in shanghai mm. so how did china respond to the lecturing so us ကတော့အဲ့ဒါကိုတွားပြုံးနေတယ်တဲ့အမင်းတို့လှောက်ရှားတဲ့အကြောင်းတွေကိုလုံးဝ under ရှိတယ်လုံးဝအရန်လူနေတဲ့အပြုအမူတွေဖြစ်နေတယ်ဆိုမှ us ကသူ့ရဲ့ ော်ဒိုနယ်ထရမ့်ကသူ့ရဲ့ general တွေကိုတရုတ်မှလွတ်ပြီးမှသွားပြောခိုင်းတယ်ဆိုတော့တရုတ်ဖက်ကရောဘယ်လိုမျိုးတွန့်ပြချက်တွေလုပ်လဲဆိုတော့ကြည့်ကြအောင် They choose the United States of provocative actions in the South China Sea. အဲဆိုတော့တရုတ်က US ကိုပြန်လဲဆွဆွေးတယ်ပေါ့နော်။အဲ့ဒီ South China Sea မှာမင်းတို့ကရန်လူနေတဲ့လုံရက်တွေလုံနေတယ်ဆိုပြီးမှတရုတ်ကလည်း US ကိုပြန်လဲဆွဆွေးတယ်ပေါ့နော်။ American warships sailing through the Taiwan Strait အဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ American ရဲ့စစ်တင်ဘောချီရင်ကိုထိုင်ဝမ်နာမှာပပတ်လေပြီးတောက်ခဲ့တာကိုအမှန်ဆိုတော့ American ကထိုင်ဝမ်နဲ့မဟာမိတ်တွင်ဖြစ်ခဲ့တယ်ဆိုတော့ American ကခုလိုမျိုးထိုင်ဝမ်နာမှာတွားပြီးမှသူ့ရဲ့စစ်တင်ဘောရင်ကိုတွားထားထားတာတော့ logic ကျပါတဘာဝကျပါတယ်ဒါမဲ့အရာကတရုတ်အတွက်ရန်လူမှုတွေဖြစ်လာတယ်ဘောတော့မင်းတို့ကထိုင်ဝမ်နာမှာပဲစစ်တင်ဘောချီရင်ကိုလေပတ်ခိုင်းတာ ော့မင်းတို့ကအခုလိုမျိုးလုပ်ရတဲ့ကရန်လူနေတဲ့လုပ်ရတဲ့ဖြစ်နေတယ်အစပြုမှာတရုတ်ကလည်းပြန်ပြောလာတယ်ပေါ့နော် The Chinese generals then told their American counterparts that they would respond to all provocative and dangerous actions by the United States အာဆိုတော့တရုတ်က US ကိုဘလို့ပလုတ်ခဲ့လဲဆိုတော့မင်းတို့ US ရဲ့လုပ်ရတဲ့အန်ဒရီရှိပြီး ရန်လူနေတဲ့လောက်ရက်တွေဖြစ်နေမယ်ဆိုတော့တယောက်ကလက်ပိုက်ပြီးကြည့်နေမှာမဟုတ်ဘူးတို့တယောက်ကလည်း response ပြန်လုပ်မှာပဲပြန်ခြေပမှာပဲဆိုမှပြောလာခဲ့တယ်ပေါ့နော် oh my god တတော်လေးဒီမှာလာခဲ့တယ်နော် The talks pointed to one thing that the Indo Pacific is still tense. Ah, so now some of the two nations are just see, swing away from each other. They seem to be bored, no? The timing of these talks is also noteworthy. They come shortly after U.S. Secretary of Defense Pete Hegseth visited the region. Mm. He assured more American support to Japan and the Philippines. Yeah. In Tokyo, he announced a new war command. Yeah. After he returned to the United States, the Trump administration approved the sale of 20 F-16 jets to the Philippines. Wow! So, US ka mane tane ka Taiwan ma toa pi ma uh, sorry Philippines ma toa pi ma Philippines ne tayo ye rin kusui ne ra shi de. Pro Japan ma le toa pi ma စီအရေးတွေဆွေးနွေးတာရှိတယ်အခု US ကသူ့ရဲ့တပ်သားတွေဂျပန်မှာများများပူပူစီစဉ်ထားတယ် တော့သူတို့ရဲ့ sit စကန်တွေကလည်း upgrade လုပ်ဖို့စီစဉ်ထားတယ်ပေါ့နော်ဆိုတော့မနေ့တနေ့ကဒီ Philippines မှာ US ကတိုက်လေရင်အစီး20ရောင်းချပလိုက်တယ်တဲ့နော် Mm. The recent developments show that Trump is serious about China. Yeah. Many countries he sees them as a threat to peace and stability. Yeah. Trump ကတော့ China ကိုလုံးဝချင်းချုပ်နေတဲ့နိုင်ငံတစ်ခုအနေနဲ့တော့မြင်ထားနေစေဖြစ်တယ်။အဲဒါကြောင့်အဲ့ဒီ Indo Pacific မှာ US ကထဲထဲဝင်ဝင်ဝင်ပါဖို့အဆုံးဖြတ်ထားတာပေါ့နော်။ဆိုတော့တရုတ်နဲ့ US က Taiwan ကြောင့်သူတို့ရဲ့နိုင်ငံဆက်ဆံရေးကတော့တည်မှနေစေဖြစ်ပါလိမ့်မယ်။ Free talks are important to keep the lines of communication open. because the last thing the region needs is an isolated China escalating its aggressive behavior. Mm. Uh, so, the uh, aggressive behavior is not low. ရန်လူနေတဲ့လုပ်ရက်တွေကတော့တော်တော်လေးတော့စူးရင်ဖူးတော့ကောင်းနေတယ်ဆိုတော့အခုလိုမျိုးတရုတ်နဲ့ US အကြားစီးရေးဆွေးနွေးမှုတွေလုပ်တော့ညာလဲပဲကျွန်တော်ထင်ထားတယ်လို့အစီအပြင်မှုတွေရှိမနေဘူးပေါ့နော်ကျွန်တော်ဈေးဘူးရအဖြစ်ပြန်လေး summary ပြန်လုပ်မယ်ဆိုတော့ US ကတရုတ်မှာအသွားပြေးမှာထိုင်ဝမ်ရဲ့အပိုလိုရဲ့တွင်ကိုမကြိုက်တဲ့အကြောင်းသွားပြောခဲ့တယ်။ပြီးတော့ American ရဲ့မဟာမိတ်နိုင်ငံရဲ့ပုံမှာတရုတ်ကအသွားပြေးမှာ harass တော်လို့တာကိုလည်း US ကမကြိုက်ဘူး။တရုတ်ကသွားပြောနေတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ US ကတရုတ်ကို lecture သွားပေးနေတယ်ပေါ့နော်။ဒါပေမဲ့တရုတ်ဘက်ကလည်း US ရဲ့ lecture ကိုနားမထောင်ချင်ဘူး။မဟုတ်ဘူး။ကျွန်တော်တို့ကလို့တာမဟုတ်ဘူးခင်ဗျားတို့ကရန်လိုမှုတွေလုပ်နေတာခင်ဗျားတို့ရဲ့အပြုအမူတွေကို ယတတိယတပါဒါမှမဟုတ်ရင်တော့ကျွန်တော်တို့ကပြန်နေချေပါမှာပဲဆိုပြီးမှတရုတ်ကလည်း US ကိုပြန်လည်ထုတ်ပြန်ခဲ့တယ်အဲ့ဒါကအခြေခံအဖြစ်သူတို့ရဲ့စီရေးဆွေးနွေးပွဲကအဆုံးသက်တော်တာပေါ့နော်ဆိုတော့နှစ်နိုင်ငံရဲ့ဆက်ဆံရေးကဒီမှာနေစေဖြစ်မှာတော့တိတ်ချတယ်အဲ့ဒီ Indo Pacific Spine မှာတော့တရုတ်ကလည်းဒီတိုင်းပဲပုံမှန်သူရဲ့စီလက်ချင်းရေးတွေလုပ်မှာပဲ US ကလည်း keep on eyes ဖြစ်မှာပဲဆက်လက်ပြီးစောင့်ကြည့်နေစေဖြစ်မှာပဲ ဆိုတော့ထိုင်ဝမ်အရေးမှာပဲဖြစ်ဖြစ် to the pitch တို့ခုနတော့တွေ့မိတာပါလေဆိုတော့ US ကအဲ့ဒီ Philippines တို့မှာ jet လေယာဉ်တွေအများကြီးရောက်ထားတာကျွန်တော်တွေ့ခဲ့တယ် Philippines တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Philippines ကိုလည်းလက်နက်တပ်ဆင်ခိုင်းတယ်ပေါ့နော်ဆိုတော့ထိုင်ဝမ်မှာလည်းသူလုံးဝအဲ့ဒီ US ကရက်တီပေးတာတွေ့ခဲ့တယ် Japan မှာလည်းစစ်ရေးအရာတော်တော်လေးနေရာယူထားတာကိုကျွန်တော်တွေ့ခဲ့တယ် Britain တို့ကပဲကိုပိုင်သုံးသက်ချက်တွေကိုလုတ်ပြီးမှ comment မှာဝင်ရကြပေါ့နော်ဒီကိစ္စကြီးကဘယ်လိုဖြစ်သွားနိုင်ချေရှိတယ် ပေါ်တော့ကုတိုင်းအမီလေးတွေတော်တော် channel ကို comment မှာဝင်ရကြပါဘူးကျွန်တော်နာမည်က June ပါကျွန်တော်ရဲ့ YouTube လေးကိုတဘောချမိတယ်ဆိုတော့ subscribe လုပ်ပေးချင်အပ်အပ်လို့ရပါတယ် Thank you so much for watching beautiful people I love you guys I will see you soon take care bye bye